်မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါတယ်ရှင်မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းမှချမ်းသာပါစေလို့မြတ်တာပို့ပါတယ်ရှင်ဘေးအန္တရာယ်ပေါင်းမှကင်းဝေးပါစေလို့လည်းအလေးနဲ့ဆန္ဒပြုပါတယ်ဒီနေ့တော့ကျွန်မဆရာမခင်ခင်ထူးရဲ့ဝတ္ထုလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဝတ္ထုလေးရဲ့နာမည်ကတို့လေတော့မှပွင့်ကြတယ်တဲ့မြတ်တရရခန့်ကျင်တာကတော့ကျမတို့ရဲ့ Simple Daily Life Channel လေးကိုလက်ခံ Subscribe လေးလုပ်ပေးပါဦးနော် တို့လေတော်မှာပွင့်ကြတယ်။မူလာတန်းပြအကြောင်းဆရာမလေးအဖြစ် ကျမတောင်ဝင်ထန်းဆောင်စားကမြို့တော်ចောင်းကြီးတွေမှာမဟုတ်ပါ။မန္တလေးမရေယာယထာလန်ပီးတနေရာကကြီးလက်မူလာတန်းចောင်းကလေးတစ်ခုမှာပဲဖြစ်သည်။ယထာလန်ပီးတလျှောက်ရွာများတွင်တောင်ဝင်ထန်းဆောင်ရသော ကျမတို့ဆရာမများအားလုံးမန္တလေးတရေစည်းပူတာမှနက်နက်စောစောထွက်သည့်မရေယာယထာနှင့်လိုက်သွားကြရတာ သက်ဆိုင်ရာဘူတာမှာဆင်ကြရသည်ယထာလန်းစဉ်တယောက်အိုးဘိုကပိုင်းတောင်ပြုံးလွန်တောင်းစသည့်ဘူတာများကိုကြော်ပြီးမှလမ်းဘူတာဖြစ်သည့်ကံဖဲဘူတာမှာကျွန်မဆင်ရပါသည်ကံဖဲမှာထွက်လျင်ဝင်းရင်တုပ်ဘူတာကိုရောက်ပြီးမှမတရားမြို့မှာလမ်းဆုံးသည် ကျွန်မကတော့ကံဖဲဘူတာမှာဆင်ပြီးဘူတာကွင်းရဲ့အနောက်ဖက်လေကတဲ့ယိုးများ လေကြားချောင်းကြားကလေးများနှင့်လေကျူလေကြားရှော့များပွက်များကိုနင်း၍ နိုင်ဝက်နီးပါးဆွဲကောင်းကောင်းလျှောက်ပြီးမှ ကျမစာတင်ရမည်မူလာတန်းကျောင်းရှိရာရွာကလေးသို့ရောက်ပါသည်လွန်ခဲ့သည့်၁၄၅နှစ်ကျောင်းဆရာမဖြစ်စကျမမှာဒီလိုသွားရတာကိုပဲပြောတယ်လို့လူခန်းစားခဲ့ရသည်ဒီရွာကလေးကအနီးပောင်ဝဲကျင်ရှိရွာများနှင့်စလင်စီစီပင်ပင်မရှိသေးသည့်ရွာကလေးတစ်ရွာသာဖြစ်သည်အင်ဂျီတရားပင်ပြည့်အောင်မရှိသောဒီရွာကလေးမှာဘုံကြီးကျောင်းတစ်ကျောင်းနှင့် ူလာတန်းကျောင်းတစ်ကျောင်းရှိနေခြင်းကတော့အခြားကျွေးရတော်တော်များများနဲ့မထူးလာပါ။ရှမာချက်တီဆောင်ပညာရိပ်သာများဖြစ်သည်။များသောအားဖြင့်တောင်သူအလုပ်ကိုတရွာလုံးလို့လို့အသက်မွေးဝမ်းကြောင်းပြုကြသည်။တချို့ကလည်းမွေးမြူရအလုပ်ဖြစ်သည့်ဘဲတွေမွေးကြသည်။ဘဲအုပ်ကြီးတွေကရွာရိုး60တလျှောက်ဖွေးဖွေးလှုပ်လှုပ်ရှိလာသည်။ရွာချောင်းလေးကိုရောက်စားကကျမမှာအတော်ကလေးစိတ်ပြက်အားငယ်သွားမိပါသေးသည် ရွာကကိုးကွယ်သည့်ရွာဦးဆရာတော်ကြောင့်နှင့်တဆက်သေးတွဲ ဖွင့်ထားသည့်စတင်ကျောင်းကလေးမှာလေးပင်တုံကံဝကံမူထရန်ကမြေဆိုင်ကျောင်းကလေးပဲဖြစ်သည်။ကျောင်းကလေးမှာခက်ကုတ်ကုတ်တင်းကုတ်ကြီးနှင့် တူပြီးအခန်းရယ်လိုဖွဲ့စည်းထားခြင်းမရှိ။ကျောင်းပရိဘောကဆို၍စာအုပ်များထည့်သည့်ဘီရိုနှလုံးနှင့်ဇပွဲတန်းရားတစ်စုံသာလျှင်ရှိသည်။ဒီဇပွဲကဧည့်သည်ဧခန်းရာအစီဝေးကျင်းပရာအမှတ်ချစ်စရာ တခါတလေထမင်းစားเสียပုံစပွဲဖြစ်သည်စာတင်ကုန်ကလေးတွေကတော့လောက်လောက်ငါငါရှိပါသည် တချို့ကလေးများကတော့စာရေးခွန်ဘူးကလေးများနှင့်အိမ်ကယူလာခဲ့ကြသည်စာလိုက်အိတ်ခွန်များကိုခင်းကာထိုင်ကြသည်ကျမစိတ်ပြက်အားငယ်သွားမိသည်မှာ စာတင်ကျောင်းကလေး၏မပြည့်စုံခြင်းချုံငဲ့ခြင်းကြောင့်မဟုတ်ပဲစာတင်ကျောင်းကလေးတွင်ရှိကျမတင်ကြပေးရမည်ကလေးများကိုမြင်လိုက်ရလို့ဖြစ်သည် ကျမတောင်းယူတင်ကြားရမည်ចောင်းသားဥယေက ကျမတွေရထားပေးထားသည့်စာတင်ကန်းချင်းချင်းကလေးထဲမှပင်မပြည့်ချင်းပြည့်ချင်းမြို့ချောင်းနီမှာလို့အဖြူစိမ့်တူညီဝတ်စုံကိုတပြေးညီအားလုံးဝင့်မထားခြင်းကိုလည်းကျမနားလည်နိုင်ပါ၏တို့တော့ရှိနေကြသည့်ကလေးများကစာတင်လာကြသည့်ចောင်းသားကလေးများနဲ့မတူကြပဲနွားចောင်းရင်ဘဲចောင်းရင်လမ်းကြုံလို့ခဏလာရက်ကြသည့်ကလေးများနဲ့တူနေကြသည် ။ကျောင်းလေးဝင်းချင်းကိုကျမရှောက်ကြည့်တော့လေ။ကျောင်းစီရိုးရယ်လို့တတ်တတ်မှတ်မှတ်မရှိ။စိမ့်စိမ့်လန်လန်ဖဖအုပ်တစ်ပင်ကြီးများမရှိ။ကျောင်းရှိရှိတနောင်းပင်အိုကြီးကတော့ကျောင်းကလေးဤတပင်နေသောအရေးရအပင်ကြီးဖြစ်ုံမကကျောင်းကလေးကုတ်ကုတ်လေကွင်းစိမ့်စိမ့်နှင့်လိုက်ဖက်သားပဲဟုအောင်းမိမိသည်။ကျမကစာတင်ကြားရေးတောင်ဝယ်စတင်ယူရသည့်အတန်းမှာပထမလမ်းဖြစ်သည်။တငယ်နှန်းကိုဖြတ်တန်းခဲ့ပြီးသားကျောင်းနှင့်မစိမ့်တော့သည့် ဒီလိုအတန်းမျိုးကိုစကန်ရတာကျွန်မကန်ကောင်းပါသည်သို့တော်တကယ်တမ်းလက်တွေ့စတင်ရသည့်အခါမှာတော့ចောင်းသား40လောက်ရှိရမည်အတန်းမှာចောင်းသား20လောက်သာရှိသည်မို့ကျွန်မစိတ်ထဲဟာတာတာဖြစ်ရသည်เจ้าหลาตัดดีสุดก็เลี้ยดีอ่ะแหละตะนี่เนี่ยตะนี่ตู่จ้าดีมะโหဒီကနေ့เจ้าหลาตัดတော့เจ้าသားมาမနေ့อ่ะเจ้าตัดခဲ့တော့เจ้าသားมาဟုတ်တာကိုကျမတတိထားမိပါ ਈ ကျမအဖို့သင်္ကန်းစာများတင်ကြရသည့်အခါ ရှေ့လဲတိုးမရနောက်လဲဆုတ်မရဆိုသလိုအတော်ကလေးအခက်တွေ့ခဲ့ရပါသည်အတန်းအရသာပထမတန်းចောင်းသားဆိုတော့လေကလေးတွေက10နှစ်12နှစ်အရွယ်ကြီးတွေခိုင်းလောက်စီလောက်အရွယ်ကြီးဆိုတော့မိဘတွေကလဲတယ်ကင်တယ်ကုပေါ်လောင်ဖက်ရအောင်ခိုင်းနေကြတာပဲဆံမရဲ့လို့မိဘတူကပြောတော့မှကျမသဘောပေါက်ရသည်ဘာတွေလုပ်ကြရတယ်လဲဆိုတော့နွားចောင်းဘဲចောင်း အမိုက်កောက်ဘဲဥကောက် နောက်ချေးကောက် လဲတဲ့ထမင်းပုတ်ကလေးထိန်စသည်ဖြင့်အလုတ်တရားလည်းဆုံလာတဲ့။ကျောင်းတော်ဦးစားပေးလှုပ်ရမှာပေါ့လို့ကျမကဆိုတော့လှွတ်တာပဲဆရာမရဲ့။လဲတဲ့ကိုင်းတဲ့ပြန်တော့လာကြလိမ့်မပေါ့လို့ပြောသူကပြောသေးသည်။ကျမမှရည်ရခဲ့ငိုရခဲ့။စာသင်ခန်းထဲကိုအချောင်းမျိုးမျိုးကြောင့်ရောက်မလာနိုင်ကြတော့ကလေးတွေကိုစာသင်ခန်းထဲကိုအရောက်လာအောင်မဖြစ်မနေနေရွက်ဆွဲခေါ်ခြင်းစိတ်တွေဒါကျမရင်ထဲမှာပြည့်တင်းနေခဲ့သည်။ နောက်တော့ရွာကလေးတဲကိုအချင်းယူပြီးအကျိုးချောင်းသိရအောင်တကူတကကျမသွားလေဖြစ်ခဲ့ပါသည်။ကျမတို့ပြည်ចောင်းသားလေးတွေကိုလက်ဆွဲပြီးကျမတကူတက အလေသွားရသည့်နေရာကတကယ်တော့သူတို့ကလေးတွေရဲ့အိမ်နေစီကိုမဟုတ်ပါ။ကလေးများရှိလောက်ရာမိဘများလှုပ်ခင်းကန်ခင်းဆင်းကြရာလက်ကွင်းနေကြဖို့ဖြစ်သည်။ခမိန်တို့တို့ယေဆုဆိုနှင့်ကောက်ဆိုင်နေကြတော့ကျမတို့ပြည်ကလေးများကြီးမအေးသေး။ခြေတလုံးမှမှကြမ်းကြမ်းကြီးတွေမှာရှုံနေပရပြစ်ထအောင် ထို့ရင်းငင်နေကြသည့်ဖအေတွေကတော့လဲတဲ့အထိမယူးမကောင်းလိုက်လာတော့မြို့သူចောင်းဆရာမလေးကိုနားမလည်နိုင်ကြသလိုတန်အံတော်ရှိကြပုံလည်းရသည်လဲကတိယူပါပဲပဲနေနေထိုင်ချကစကားလာပြောနေသည့်ចောင်းဆရာမလေးကိုအားနာကြပုံတော့လည်းရ၏ကျမကတော့ကျမတာဝန်ဖြစ်သည့်ကျမတပည့်ចောင်းသားတွေចောင်းမတက်ကြသည့်အကြောင်းကိုပဲမျက်နှာပူပူထားကပြောဖြစ်ခဲ့သည်ဆရာမကြီးကျုပ်တို့မှာကိုယ်ခွဲရမရှိတော့ငအောင်ကိုပဲခိုင်းနေရတာ ចောင်းကိုလွှတ်ချင်ပါတယ်မဖြစ်လွန်းလွန်းတာပါမဖြစ်လွန်းလွန်းတာပါဆိုတော့ကျမပင်ဘာပြောရမှန်းမသိအ short ပေးလိုက်နှင်ပို့ဆိုတော့မီဟုတ်ပြီလီကလေးကိုတနေအောင်အလုပ်ခိုင်းနေရတယ်လို့ပြောတာလားရှင့်အဲ့ဒါလို့တော့မဟုတ်ပါဘူးဆရာမရဲ့မနေ့ပိုင်းကလေးတင်မှာចောင်းနဲ့တိုက်နေတော့ကိုင်းအဲ့ဒါလို့ဆိုအလုတ်ခိုင်းပြီးတဲ့အချိန်သာအကြောင်းကိုလွတ်ပြီးရတယ်မဟုတ်လားဒီလိုအလုတ်နဲ့အချိန်ကိုညှိရတာမျိုးရှိသလိုကလေးထိနေရလို့အကြောင်းမတက်နိုင်တာပါဆိုသည်အကြောင်းသားကိုလည်း လေးထင်းရင်ကြောင်းတက်ရင်လည်းရတာပဲကလေးပါခေါ်ခဲ့လုံရတော့သည်စာသင်ခန်းမှာကျောင်းသားမရှိတာကိုရှိအောင်လူဖြည့်တာမဟုတ်ကြောင်းကလေးများ၏ပညာရေးအတွက်ရေမှန်းချက်မြင့်မြင့်မာမာမရှိသည့်တိုင်ကျောင်းနေရခိုက်စာရေးစာပတ်အတွက်အချက်လလဝယ်ရှိပါမှ နောင်ကြည့်ပြန်လာသည့်အခါအဆင်ပြေဖြစ်နိုင်ကြောင်းဒီကျမကြုံသလောက်တွေ့သလောက်ရှင်းပြသည်တချို့ကျောင်းသားတွေကတော့လေကျောင်းပြင်းကြတယ်လို့တချို့ကတော့လေစာမေးလို့မှမရရင်အခက်ဆိုသည့်စိတ်အခံဖြင့် ကြောင်းကြောက်ကြတာလည်းတွေ့ရသည်နောက်တော့အချိန်ကလေးရသည်မဆင်းခဲ့သည်ကျမ၏စီယုံရေးမှာတဆတဆအကျိုးရှိလာခဲ့ပါသည်မနေ့တိုင်းလေကျမစာတင်ခန်းတည်းကျောင်းသားတွေပုံမှန်30ကျော်ကျော်ရှိလာခဲ့ပြီဒီကလေးတွေကိုရော့မတော်အောင်ကျောင်းပြော့အောင်ထပ်စီယုံနိုင်ဖို့ကျမစူးစမ်းရအောင်မည်အပင်ကြီးကတပွင့်စီကောက်လာခဲ့သည်ခရီးပွင့်ကလေးများကိုတကုံးနဲ့ဖြစ်အောင်တည်ဖို့ကကျမတောင်းဝဲမဟုတ်လား ကလေးတော်တော်များများမှာစာအုပ်ကြောက်နေကြတာလားအပြင်းကြီးပဲဖက်နေတာလားဒီကလေးတွေစာမကြောက်အောင်စာသင်ခန်းမှာပြုတ်အောင်ကျမဘယ်လိုလုပ်ရပါမူလနိုင်ဖျားဆရာမလက်တက်ကလေးကျမအဖို့အတွေ့အကြုံကလည်းကောင်းကောင်းမရှိသေးကျမဘာလုပ်နိုင်တယ်လဲစဉ်းစားကြည့်တော့အခါကျမငယ်စဉ်ကမူလနဲ့အကြောင်းသူကလေးဘဝကိုဖျက်ခနဲတည်ရလိုက်မိပါသည်ကျမငယ်စဉ်မြင်းချမ်းမှာကျောင်းနေခဲ့စဉ်ကကန့်ကူလက်လက်ဆရာတွေတဲကတူဖြစ်သည့် ဆရာဦးမာစိတ်ဤတငယ်တန်းအခန်းလေးထဲကျမစိတ်ဖြင့်ပြန်ရောက်သွားပါသည်ဆရာကအကြောင်းကြောက်တော့အကြောင်းပြင်းတော့ကလေးတွေကိုပုံပြင်မီပြောလိုက်ကြပြားတွေတင်ပေးလိုက်လို့ရင်တင်ကြားခဲ့သူဖြစ်သည် သူ့ခန္ဓာကိုယ်ကြီးကိုရိမ့်ကရိမ့်ကကိုနေဟန်ထားဖြင့်တင်ပြရင် ကျမတို့ကိုကြပြားတွေရွတ်ဆူစေခဲ့သည်ဆရာကရှေ့ကတိုက်ရင်ကိုရိမ့်ကနှွဲ့ကလက်ချောင်းကလေးများကွေးကောက်ခါကလေးကြပြားများကိုတရုပ်ဖော်တင်ကြားပေးခဲ့သည် တီတုံးကဆရာဦးမဆေအိမ်ကပြားကလေးများကို ကျမအခုဆရာမဖြစ်သည့်အထိဆွဲလန်းနေစေဖြစ်တယ်လို့ကျမကိုယ်တိုင်ကခဲ့သည့်ကပြားတရုတ်ဖို့ကကွက်ကလေးများကိုလည်းအမှတ်တရရှိနေစေဖြစ်ပါသည်ကြပြူကြနီးကြညို့နှောလို့ဒုလေတော်မှာပွင့်ကြတယ်။ကောက်ဆိုင်အပြန်ရေကန်ကြီးကြာတစည်းလောက်ချိုးခဲ့ကွယ်။ကြာဝင်းကြာငုံထုံထုံမွေးကို မလေးဘဲသို့သုံးပါမယ်။ ကြာယူကြာနွယ်ဘေညာစစ်လို့ရွှေချာစစ်ကျိုးဆွဲပါမယ်ဆွဲပါမယ်ဆွဲပါမယ်ကျမတို့လက်ချောင်းကလေးများကိုကြာပွင့်ကြာခိုင်လေးများတပွဲဖူးကြငုံကြပုံတယုတ်ဖို့ရင်တယောက်နဲ့တယောက်တိုးကတိုက်ခါကပြားဆူခဲ့ရတာပျော်စရာကောင်းပါသည်ကြာယူတွေကိုစစ်ကြသည် ကြာစစ်ကျိုးကိုလဲမှာဆွဲကြသည်တကယ်ကြာပန်းခိုင်နေတော့ကျမတို့လက်ထဲတွင်မရှိဘူး ကြပြရွတ်ဆိုရင်ကကြရတာတယုတ်ဖို့ကြရတာကိုပဲကျမတို့စိတ်ထဲကြည်နူးမိကြသည်ဆုံးအုံနီနီအမီရွက်လို့နှက်ဖြံမနဲ့ကြောင်းထွက်မဲမောင်လဲလိုက်မဲချက်မထားနဲ့အမီသွားတော့ပြင်းလာတယ်ကြောင်းကြီးပေါ်မှာမောင်ငယ်ဆော့တော့ဖုံးကြီးအော့လို့ရိုက်လိမ့်မဲမောင်မဆော့ပေါင်းစိတ်ပရီနဲ့ဖုံးတော်ကြီးလို့နေပါမဲလိုက်မဲလိုက်မဲ ျမတို့ကောင်းပေါ်လက်ကလေးများဖြင့်ပင့်က ဆုံးအုပ်ရွက်ကြသည်။ကြောင်းကြီးပေါ်မှာမောင်ငယ်ဆော့တော်မှာကျမတို့ခြေတော်တွေတဝုံဝုံခုန်ကြသည်။မျက်စိတွေမှိတ်ခါလက်ချောင်းကလေးများဖြင့်စိတ်ပတိစိတ်ကြသည်။လိုက်မယ်လိုက်မယ်မှာနေရာမရွေးပြေးလိုက်ကြသည်။ပျော်စရာကောင်းပါပြီ။ဆုံးအုပ်ဆိုတာမင်းတို့သိကြတယ်နော်။မင်းတို့အိမ်မှာဆုံးအုပ်ရှိကြလားဟဲ့။ရှိပါတယ်ဆရာကြီး။အများအော်တို့ရှိပါတယ်အော်ရတော့လေကျမတို့မြင်းချံအိမ်မှာဆုံးအုပ်မရှိပါ။ သို့တော်ရွာကကျမအဖိုးဖွားများလက်ထက်ကလေးကသုံးဆွဲခဲ့ကြတော့စွန့်အုပ်ကြီးကိုကျမမြင်ဘူးသည်ထမင်းဥပောင်းကိုခုခတ်စုံဟင်းနေစီကားဆင်ကထဲ့ပြီးရွာကဖုံးရင်ကြောင်းလေးကြောင်းအနှံ့အမေကြီးစွန့်ပို့ရာကျမလိုက်ခဲ့ဘူးသည်ကျဲလက်နဲ့နှင်းနွယ်နေတော့ကျမဖို့ကြပြားသေးရမြမမှုတွေနဲ့မစိမ့်ခပဲခံစားစရာဖြစ်ခဲ့ရသည်။ဝါဆိုဝါကောင်းရေးရေးကြီးလို့တပြေးတိမဲ့ကောက်ဆုပ်ကွဲ ခရာစူးကြုံဟိုအထဲကမြို့နဲ့မဲကြီးတွေ့တတ်တယ်။မြို့နဲ့ဆိုတာဂျိုးနဲ့လားကွဲ့၊မွေနကားတောင်ကြောက်ဘူးကွဲ့။ဒူလဲကြောက်ပေါင်းအတူသွားဆိုအုံးလက်နွားလေးထားခဲ့မယ်။သွားကွဲ့၊သွားကွဲ့။မြင့်ရီကြီးချင်းတပြေးသေးညွညွအလုံးကြီးတွေမျောပါလာတာပုံကျမတို့မြင်အောင်လာမိပြီ။ခေပင်များချာမှမြို့နဲ့ကြီးတွေရော။တကယ်တမ်းမြို့ကြီးတွေကကြောက်စရာကောင်းပင်မဲ့ မွေနကားတော့မကြောက်ဘူးဆိုကခေါင်းပေါ်မှာလက်ဝါးဖြင့်အမောက်ပပင်းထောင်ကပောက်ပြလိုက်ကြသည်သည်အုံလက်နွားလေးကိုလည်းကျမစီဘူးသည်ဆရာဦးမအစဉ်တင်ပေးသည့်ကြံရည်ကမနှဲပါရွှေအုပ်အော်တောက်တဲ့ပိုဆုံကျူးတပက်စီထုတ်စည်းတန်းစသဖြင့်တော်တော်များပါသည်ဒီကြံလေးတွေကကျောင်းစာသင်ခန်းထဲမှာရင်ပြပြပြောက်ပြောက်မဟုတ်ဘဲကျမတို့အိမ်ထိပါလာတတ်သည်ညတိုင်းကကြေးခုံကြီးကစားကြသည့်အခါတိုင်း အာရပါရအော်ဟစ်ခဲ့ကြသည် နောက်တနေ့အကြောင်းမှာဆရာကဘာကပြားလေးတင်ပေးမှာပါလေဆိုသည့်စိတ်စောဖြင့်မနဲ့မိုးမလင်းခင်ကလေးကအကြောင်းကိုရောက်ချင်လာပြီကျမဤမူလာတန်းအကြောင်းသူဘဝဖြတ်တန်းကြည်နူးကြောင်းပြော်ခဲ့ရသည့်ကပြားတော်တော်များများမှာဆရာကြီးမင်းသူဝန်ရေးဆက်တည်ကုံတော်ကပြားကလေးတွေဖြစ်ကြောင်းနောင်အတန်းကလေးရလာတော့မှကျမသိလာရသည်။ကျမတို့ဖြတ်တန်းခဲ့ရသောမူလတန်းအလဲတန်းအထက်တန်းမှသည့ တက္ကသိုလ်ကျောင်းတော်ကြီးရောက်သည့်အထိပညာရေးခီးတလျှောက်လုံးဆရာကြီးကပြများစကားပြေများတောက်ဆုပ်ရင်းရင်းကျက်ခဲ့ရသည်ဆရာကြီးကျေးဇူးကုန်ယူတွေးတော်ရင်ကျမမှာလေးစားကြည့်ညိုစိတ်များအခါခါဖြစ်ရသည်မြမစိတ်ကိုဖူးပွင့်စေခဲ့သောဒီကျေးဇူးကုန်ဤဖြင့်ကျမလူလားမြောက်ခဲ့ရသလိုကျမဆရာမဖြစ်လာသည့်အခါမှလည်းကျမတပြည့်များကိုမြမစိတ်ဖြင့်သာ လူလားမြောက်စေခြင်းသည် ဒီစိတ်ကူးရပြီးနောက်ပိုင်းမှာတော့လေကင်း၊ကင်ကင်းဘဲချောင်းခွင်းနေတဲ့အထိကလေးတွေကိုကောက်တင်းကောက်တယ်လို့ကျမစောင့်ကောက်ပြီးစာတင်ကန်းကလေးရှိရာမရောက်ရောက်အောင်ခေါ်ပါသည်။ကျမဤစာတင်ကန်းကလေးသည်မြေဆိုင်ကျောင်းကလေးထဲမှာမဟုတ်ဘဲကျောင်းနှင့်ဂဲတပြစ်ဆာလောက်ဝေးသည့်ဘုံကြီးကျောင်းရိပ်မကြီးပင်ခအုပ်အုပ်ကြီးအောက်သို့ရွှေ့ယူခဲ့ပါသည်။မကြီးပင်စီကိုကျောက်တင်မုံထောင်ကကလေးများအားပုံပြင်နှင့်ကြပြားများတင်ပြီးခဲ့သည်။ ပကြီးပင်အောင်မှာတင်ရခြင်းမှာလွတ်လပ်ပွင့်လင်းသောစိတ်ဖြင့်တင်နိုင်ကြရန်နှင့်ကပြေးလေးဖြစ်နေသောအခြားအတန်းများအားအနောက်ရှက်မဖြစ်စေရန်အတွက်ဖြစ်သည်။ကြောက်တင်မုံပေါ်မှာရောင်စုံမြေပြူထောင်ကလေးများဖြင့်ကြာပန်းများဆုံးအုပ်နေနေကလေးများနှင့်ငှက်ကလေးတွေကျမရေးဆွဲပါသည်။ကလေးတွေကတော့တင်မုံပေါ်ထင်လာသောအယုတ်ကလေးများကိုစိတ်ဝင်တစားကြည့်နေကြသည်။ ကျတဲ့မုံရှိမှရက်ရင်ကျမကိုယ်တိုင်တရုတ်ဆောင်ကောင်းကောင်းဖြင့်ကလေးတွေကိုကြပြားကြီးရွပြခဲ့သည်ဒီအချိန်မှာကျမကိုယ်တိုင်ဆရာမမဟုတ်တော့ပဲသူတို့နှင့်တသားတည်းဖြစ်နေပါပြီကျတဲ့မုံပေါ်မှာကျမရေးဆွဲထားသည့်ဆရာကြီးမင်းသူဝင်ဤစေတနာ ကြာဖြူပန်းကလေးများကို ကျမ၏နှလုံးသားမှတဆင့်ကလေးများ၏ရင်ထဲအရောက်အလင်းအိမ်ကျမထည့်ပေးနေရသလိုခံစားမိသည်နောက်ရက်နောက်ရက်တွင်မှကျမစာသင်ခန်းမကြီးပင်အောက်မှာ ပထမတန်းကျောင်းသားစင်းရင်အဖြစ်ရောက်လာတတ်ကြတာကျမသတိပြုပြီးခဲ့သည်။ကျမဘူတာယုံကဆင်းလာပြီးကျောင်းသူလျှောက်လာသည့်အခါကျောင်းကပြန်လာသည့်အခါစပားပင်ပြူများချားမှဘဲကျောင်းကွင်းချောင်းရိုးတွေထဲမှကပြန်ရွတ်တန်လေးတွေကိုကျမကြားလာရပြီ။ကျိလက်ကလေးတငယ်များအတွေ့ဆရာကြီးကပြန်လေးတွေကလက်တွေ့ဆန်နေသဖြင့်ထိရောက်လာသည်။ဒီရွာကလေးမှာကြာပန်းရောင်စုံပွင့်နေသည့်ကြာအင်းကြီးရှိသည်။ စုံအုပ်ကိုခေါင်းမော်ရွက်၍ဥပုပ်လာပြည်လာခွေဘုံကြီးเจ้าတွေကိုဆုံးပို့နေကြသည်မိကြီးဖာကြီးများရှိသည်အင်းဆက်မှာတပြေပင်ကြီးရှိသည်မနခင်ဆိုးစီဆိုးစီညံနေတတ်ကြသောငှက်မြည်သံစာเจ้าရုပ်ကြီးသည်စူးကြုံပုံများချာမှတက်တက်တူခါခါအတန်နေကိုကြေးလက်ကကလေးတွေမစိမ့်သည့်အတွက်ကျမအထူးရှင်းပြမနေရပါမြမတလေးအငွေသက်တွေရှက်တန်းနေသောဆရာကြီးမင်းသူဝင်ဤကလေးကပြားများအောင် မြမမျိုးဆက်တဲ့လူပမဲ့များကိုလက်ဆင့်ကမ်းရင်းထာဝရရှင်တန်နေဦးမှာပါလားဟုကျမယုံကြည်မိပါသည်။တိယထာလန်ပြရရွာကလေးမှာမရေယာယထာကို ဆုံဆုံဆန်းဆန်းစီးရင်၃နှစ်ကျော်၄နှစ်ဝတရားမပြည့်ကျမထမ်းဆောင်ခဲ့သည်များတလျှောက်လုံးလူလူမှလည်းတငယ်တန်းကိုပါအခြားတတန်းဖြင့်တွဲကင်ကတင် जा ပေးခဲ့ရသည်။တငယ်တန်းကလေးများចောင်းနေပြော်ဖို့ကြပြားကလေးများဖြင့်စီယုံရင်ကြပြားချစ်စိတ် ကပြာမြတ်နိုးစိတ်ရှိအောင်ကျမတတ်နိုင်ဆုံးကြိုးစားခဲ့ပါသည်။ဒီလေးနှစ်တာကာလအတွင်းဆရာကြီးမင်းသူဝန်တည်ကုန်းခဲ့သောကလေးကပြာများသာမကကျမလက်လန်းမြာကလေးပုံမြင် ကလေးကပြာများကိုရှာဖွေတင် जा ပေးဖြစ်ခဲ့သည်။ဒီအတွက်အမိဖတွေကလည်းဝမ်းသာကြည်နိုးကြသည်။ဒီရွာကလေးကနေမြို့ချောင်းကိုကျမပြောင်းရွှေ့ခင်ရတော့လေကျမအိမ်မက်တီထဲမှာလေကွင်းချားကကပြာရွတ်တန်နေစီစီဝီနေစေ ြို့ချောင်းသို့ရောက်သည့်အခါမှာတော့တင်ရိုးကိုဦးစားပေးနေရသဖြင့်ဒီကပြားလေးတွေဆက်မသိင်ဖြစ်တော့တယ်လို့ရွာကလေးကိုပင်လင်းတစ်ခေါက်တစ်ချင်းပြန်မရောက်နိုင်တော့တကူတကသွားဖို့ပင် ကျမမှအချိန်မရတော့စိတ်ကတော့အငဲလိုလိုရောက်နေခဲ့သည်ပြီးခဲ့သည့်နေရာတည်းကတော့ရွာချောင်းဆရာတော်ကြီးကျမကြီးမကောင်းဟုကြားသဖြင့်ရွာကလေးကိုကျမရောက်ဖြစ်ခဲ့ပါသည်ဟီအေးမြန်းမြန်းလက်လက်ဆက်ဆက်လေကွင်းများကြားမှကွင်းလီကိုကျမအကြာကြီးရက်ခံရှူဆိုင်နေခဲ့မိသည် ကျမရဲ့ကြောင်းဆရာမဘဝအစရက်တွေကိုပါတတိယနေပြီ။ကျမရက်နေစဲမှာပင်ကောက်ပင်နေကြကကြပြရွတ်တန်နေကျမနားထဲရောက်လာသည်။ကျမတပြည့်တော်မဟုတ်နိုင်ပါ။သူတို့ကိုယ်တိုင်ကငငယ်ကားလို့ပစိုးစားဆက်လွယ်အတိုင်းဆက်ထမိန်တူတူလေးတွေနဲ့မဟုတ်နိုင်ကြတော့။အရွယ်ကြီးရောက်ကြရောပေါ့။လေကင်းကိုင်းငယ်ဘဲချောင်းကွင်းနေမှာဒီကြပြကလေးတွေရှိနေတော့မှလား။နားထောင်စမ်းပါဦး။ ကြပြူကြနေကြညူနှောလို့ဒုလဲတော့မှပွင့်ကြတယ်။ဆုံးအုပ်နီနီအမီရွက်လို့နက်ဖြံမနဲ့ကြောင်းထွက်မယ်။ကျမရွာအပြန်မှာတော့တပြည့်ဟောင်းတွေကတအုပ်တမကြီးဘုဒ္ဓယုံကိုလိုက်ပို့ကြသည်။တချို့လဲအလဲတန်းကြောင်းကိုဆက်တက်ကြသလိုတချို့လဲကြောင်းကထွက်ပြီးလဲထုံယောက်ျားတွေလဲသူမကြီးတွေဖြစ်နေကြပြီ။ကျမတော့မကြီးပင်ရိတ်အောင်စတင်ခန်းထဲကကြပြံကလေးတွေကိုအောင်းမိတရိယရှိလာပါသည်။ ဆယ်မတင်ပြီးပြည့်ကပြလေးတွေရကြသေးရဲ့လားရတာပေါ့ဆယ်မရေညဆိုရင်အင်းကအငဲတွေကိုကျမတို့ကတင်ပေးနေကြတာလीသူတို့လည်းဆယ်မကပြလေးတွေရကြတယ်ရေလေခွေးတွေကိုဖြတ်တိုက်လာတော့ရှင်းရှင်းတန့်တန့်လေးတွေကိုတဝါကြီးရှုသွင်းလိုက်ရင်ကကျမရင်မှာပီတိတွေစိတ်ငနေဖြစ်သွားသည် ကျမဤတင်ဆရာမြင်ဆရာများနဲ့တကွဆရာကြီးမင်းတို့ဝင်ဤဂုံကျေးဇူးတွေကို ကျမနိုင်တဲ့၍စက်ခွင့်ရပါစေဟု ဆုတောင်းလိုက်မိပါသည်အဆုံးထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အခုလိုဝတ္ထုလေးတွေကိုအမြဲတမ်းဖတ်ပြခြင်းလို့ကျမတို့ရဲ့ Super Daily Life Channel လေးကိုလက်ခံ Subscribe လေးလုပ်ပေးပါဦးနော်နှစ်သက်မြင့်တဲ့ငွေချင်းမိတ်ဆွေတို့မျှဝေပေးဖို့မြတ်တိုင်ရက်ခံပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်